ျွန်တော်တို့အခုဆိုရန်ကုန်ကနေပြီးတော့ဖြတ်ကြီးကိုသွားနေတာပါရန်ကုန်ကနေ6နာရီလောက်ထွက်လာတာပေါ့အခုတော့0မိုင်ကိုရောက်ပါပြီအပြင်မှာဖေဖော်ဝါရီလဆိုတော့မြူဝေဆိုင်နေပါလေကျွန်တော်တို့အခုဆိုရင်30ပူမိုင်ကိုရောက်လာပါပြီမနက်စာစားပြီးတော့9နာရီခွဲလောက်မှာဆန်ထွက်ပါတယ် စစ်ကောင်းတရာကို9နာရီခွဲလောက်မှာရောက်လာပါတယ်ရန်ကုန်ကိုပြန်သွားမှာဖြစ်တဲ့အတွက်အဲ့တဲ့တော့ကနေပစ္စည်းတွေမိတ်ချန်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခက်အခဲလေးတွေရှိနိုင်ပါတယ်နော်အဲ့တော့အဲ့တဲ့တော့ကနေမော်ဒယ်ကိုဆင်းသက်တဲ့အခါမှာကိုယ့်ရဲ့ပစ္စည်းတွေကိုတိတိကျကျလေး ဆက်ဆဲပြီးမှဆင်းနေလို့အတူတူပဲကြာကြာခဏပါလေရေကြောထမင်းနဲ့ဟိုရောက်ရှိတော့မှာဖြစ်ပါတော့အားလုံးပဲတဲ့တော်များအားလုံးပဲကျွန်တော်တို့ခင်ဗျားကုကုတော်များများရပါပြီလို့ဆုတောင်းပေးလိုက်ပါတော့အားလုံးကျေးဇူးတင်ပါတယ်တတနာရီမှာတော့ကျွန်တော်တို့ကင်မွန်စကန်ကိုရောက်လာပါပြီ။ဒါကရင်ပြုံးသမင်းဆိုင်မှာရပ်ပေးတာမို့လို့ကျွန်တော်တို့အမှပဲမိလေတာထားလိုက်ပါတယ်။

အခုဆိုတောင်တက်ကားကိတ်ကိုရောက်ပါပြီအချိန်ကတော့နေ့လယ်တနာရီရှိပါပြီခင်ဗျာကျွန်တော်တို့ကစားထွက်လာပါပြီအပြင်ကနေ့လယ်ဆိုပေမဲ့ရာသီဥတုကတော့အရန်ပုံမနေပါဘူး ကျွန်တော်တို့တက်လာတာအခုဆိုရင်ရသေးတောင်သားကိုရောက်ပါပြီ။ကေဘယ်ကားစီးမဲ့ဆိုရင်တော့ဒီရသေးတောင်ကနေပြောင်းပြီးတော့စီးရမှာပေါ့။ကေဘယ်ကားကကြတော့ round trip ကိုတစ်တောင်ကိုတစ်ခါလေးတက်မယ်ဆိုရင်တော့ one way ကိုတော့တစ်တောင်ဖြစ်ပါတယ်။ကျွန်တော်တို့ကတော့အပေါ်အထိကိုတစ်ခါလေးဒီကားနဲ့ပဲလိုက်ပြီးတော့တက်သွားလိုက်ပါတယ်။ ခုဆိုကျွန်တော်တို့တောင်းပန်ဖို့ရောက်ပါပြီဒီကနေပြီးတော့ဖရားစီကိုတော့ဆက်လျှောက်တော့မယ်ပေါ့ဒီနေရာမှာကဟိုအထမ်းတဲ့ထမ်းပေးတဲ့လူတွေရှိတယ်အဓိကတော့ဟိုထမ်းနဲ့သွားဖို့ recommend ပေးတယ်ပေါ့ကျွန်တော်တို့ပစ္စည်းတွေပါတယ်အားလုံးသိရမယ်ဆိုရင်တော့အထမ်းကကျွန်တော်တို့တော့ဟာဆိုရင်တော့တောင်းမပေးရတယ်ဟိုကိုလည်းအများကြီးတက်တာပါတယ်သူတို့ကသေချာထမ်းပြီးတော့ကျွန်တော်တို့သဲမဲစီ ဒီဘုဂန်ဒီလိုက်ပို့ပေးတယ်ပေါ့သူတို့လည်းအလုပ်ရတယ်ဆိုတော့ကျွန်တော်တို့ကတော့ကိုနေနေပစ္စည်းများမယ်၄ရက်လောက်သွားရဲဆိုတော့အထံသမားတယောက်လောက်တော့ခေါ်သိချင်ပါတယ်အခုကျွန်တော်ဆက်ပြီးတော့ရာသီကိုချက်ဆက်ရှောင်းမှာပေါ့နော် ျွန်တော်တို့မဟုတ်လက်ဆောင်ဝင်တောက်လိုက်ပါဦးမယ်သူကအုံနှုတ်နဲ့ရောထန်းချက်နဲ့ရောရတယ်တစ်ခွက်ကို900လို့ပြောပါတယ်အမြဲဖျားလာတိုင်းဒီနေရာမှာပဲတောက်ဖြစ်တယ်ပေါ့တကယ်လဲအမောပြေတယ်တောက်ပြီးရင်ဒီကနေဆက်သွားဖို့လေ ျွန်တော်တို့ໃຊတီးဥပြရမဦးစီတော့ရောက်ပြီးအချိန်ကတော့နှစ်နာရီကျော်သွားပြီပေါ့ဒီနေ့ကဟိုပြည်တော်စုနေနဲ့တိုက်တော့လူတွေကတော်တော်များတယ်ရှင်ပြေကိုရှင်ပြေတော့ဘာတော်တော်လဲလာကြတယ်ပေါ့အနေနဲ့ရဲရဲကနေပြီးတော့ပို့ဆိုရှင်ပြေရှင်ပြေတော့မအိမ်မဲ့လူတွေနဲ့ဟောတော်တော်တော့များပါတယ်ကျွန်တော်တို့အခုတဲမဲ့တဲဘူကံကိုသွားနေတာပါ ဆိုကျွန်တော်တို့ပစ္စည်းတွေကိုဒီတဲခုံကမှာသွားထားပြီးတော့ဒီရနေတဲ့ဆင်းကျွန်တော်တို့ဟိုဘက်ဒီမုံသေးတဲ့ဘက်ကိုသွားပြီးကြည့်ပါပါမုံသေးရနေတဲ့ဆင်းကျွန်တော်တို့ရဟတ်ရင်ကွန်းဘက်ကိုလမ်းလျှောက်ပြီးတော့သွားပါပါကျွန်တော်နဲ့တူရှုပင်းတွေကိုလိုက်ကြည့်ကြည့်ပြီးတော့ ခုမြင်နေရတာတော့မိုးဆိုးတောင်မောကနေမြင်နေရတဲ့ရှုခင်းပါအရန်ရန်လာပါတယ်တကယ်ကိုမောပြေသေးပါတယ်ဒီနေ့တော့ကျွန်တော်တို့ဒီလောက်ပါပဲမနက်ဖြန်ညရင်ခြေတကုံကိုဒေါ်လန်အနေသွားကြမှာဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့တော့လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်